ဒီကောင်တွေကမီဒီယာပညာမှာကောင်းတဲ့ပညာတော့မတတ်ဘူး။တိုင်းပြည်အတွက်ကောင်းရကောင်းကြောင်းနိုင်ငံစည်းလုံးအောင်နိုင်ငံတိုးတက်အောင်မီဒီယာပညာနဲ့ဘယ်လိုလုပ်မယ်ဆိုတော့အဲ့ဒီအချင်းကိုကောင်းတဲ့အပတ်ချမ်းတာမတတ်မိုင်းတဲ့ဘက်အချမ်းမှာဘယ်လိုရောက်မှာလဲမီဒီယာပညာနဲ့ဘယ်လိုဝါရဖြစ်ရမလဲဘယ်လိုကလေးတစ်ချက်လောက်ရမလဲဘယ်လိုဂျင်းလေးရမလဲဘယ်လိုတွေးခွဲရမလဲအဲ့အဲ့ဒီပညာတွေကိုရန်တက်ခုလိုကိုမကြည့်သေးမနာရဲ့လူကြီးရှိနေကြတော့တော်တိုင်းကြီးကတော့အငငယ်ကြာနေဦးမှာလေကြာကောင်းလုံးစီလုံးမယ်ဆိုနိုင်ငံလုံးသာစီလုံးမယ်ဆိုတော်တိုင်းရအောင်မနေ့ဖန်လေးပြီးချင်းပြီးသွားနိုင်တယ်အဓိကကျွန်တော်တို့ကစီလုံးမှုကအဓိကပဲကြာ ဟယ်လိုချရမီဝပီတူညီကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ news pitch channel ကနေပြန်မှပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ် March လ23ရက်နေ့ကျွန်တော်ဒီနေ့တနင်္ဂနွေနေ့ညပိုင်းမှာနောက်ဆုံးချတရတဲ့တရန်တရင်ကုန်းတွေကိုပြန်လည်ပြန်မှတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ညမှာကျွန်တော်နောက်ဆုံးရှိထားတဲ့ပေါ့နော်တလန်တရင်တွေဖြင့်ဒီပေါ်မှာရက်ွက်ရဲ့လောင်မြတ်တန်တချို့လည်းကျွန်တော်ချတရမှာမလို့ကျွန်တော်နဲ့သူစာဆောင်ကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးနဲ့ကျွန်တော်တရင်တူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဘိုးအနေနဲ့ကတော့ ရော်ရီတိုင်း၄မြင်နာတပ်ဖွဲ့တွေမှာဒဏ်ရာတွေရရှိပြီးတော့မှပြန်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တကြက်ကြီးအေးဆိုးဆိုရင်ရေပေါ်စေကူတာဖို့မလ23ရက်နေ့မှာပတင်စစ်ဝန်ကြီးကိုပို့ဆောင်ခိုင်းရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တကြက်ကြီးအေးဆိုးဆိုရင်အင်္ဂပူမြို့နယ်ကွင်းကောက်ဒေသနွားချံကျေးရွာအုပ်စုကျေးတောင်းကိုရွာသားဖြစ်တဲ့ဆူပရမဒေသခံတွေကနေပြန်မှပြောဆိုထားတာပဲဖြစ်ပါတယ်။ရှေ့တန်းပို့ခိုင်းရပြီးတော့မှ၄မြင်နာမြို့နယ်တိုက်ပွဲမှာရလာတဲ့တနက်ဒဏ်ရာတွေနဲ့ပြန်လာတဲ့မတက်တာလို့ပတင်စစ်ဝန်ကြီးကိုအေးပေါ်လူနာဖြစ်သွားရတဲ့ဒဏ်ရာတွေကများတယ်။တေဖို့ပဲများတယ်ဆိုပြီးတော့မှ တတွင်တရင်မြေကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်ကဲရှင်းရောပေါ့နော်ကျွန်တော်မိဘပြည်သူတွေကိုအခုဆိုရင်ဒီလိုမျိုး90 season လို့ပြတော့မှကျတော့အင်းအပေါင်းတို့ဟိုနေလက်ချင်တဲ့ပဲတန်ရာတွေရှိလာတဲ့တချက်ကြီးအေးဆိုးဆိုတဲ့ငရေကတော့အခုဆိုရင်ဘัวပြောင်းသွားဖို့တေချာတလို့ရှိနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ဒီတချက်ကြီးမကားလို့ပါနော်မြောက်လိုင်းတို့ခေါင်းဆောင်တွေလည်းအဲ့လိုမျိုးအစင်းလိုက်ကိုကျတော့ဘက်ကနေပြီးတော့မှချိန်မုံသွားဖို့ရှိနေတာဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ပကူတိုင်းတာယာဝတီခဲမှာရှိတဲ့မြို့နယ်တချို့တွေမှာချမ်ပီယံစစ်တပ်က ။ဟေရင်နဲ့ PDF ရှုချဖွဲနဲ့စစ်တပ်တပ်ထောက်ခံပွဲပြုလုပ်ဖို့ကြေရော်တွေကိုဝင်ရောက်စီးနှင်းပြီးတော့မှတိုင်းကိုတအုပ်တယောက်ရရမယ်စပရမချင်းချောပြောဆိုနေတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မလနဲ့ April အတွင်းမှာတိုင်ဝရီခန်အတွင်းမှာရှိတဲ့မြို့နယ်တချို့မှာအချမ်းဖက်စစ်တပ်ကထောက်ခံပွဲပြုလုပ်ဖို့လူစုစောင်းနိုင်ချက်မရှိတဲ့အတွက်ကြောင့်မလို့အချမ်းဖက်စစ်ကောင်စီတပ်သားတွေကကြေရော်ထက်ကိုဝင်ရောက်စီးနှင်းပြီးတော့မှတိုင်းတအုပ်နှုံတယောက်ရရမယ်စပရမလိုက်လံချင်းချောပြောဆိုနေတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ ချမ်ပစက်တကနေပြီးတော့မှကျေးရွာတွေကိုဝင်ရောက်စီးနင်းနေတဲ့အချိန်မှာပြည်သူတွေကလူငယ်တွေကိုလာရောက်ပေါ်တာဆက်ဖမ်းဆီးရတယ်ဆိုပြီးတော့မှထင်မှတ်လို့ထွပြေးတင်းရှောင်နေတယ်လို့ကျွန်တော်သိရတာပဲဖြစ်တယ်။အခုဆိုရင်ကျွန်တော်တို့ဒီ AN ပုံတစ်ဖက်ဝင်နေပါနော်။ဒီတိုင်းတုံးတိုင်းစစ်စင်ရင်းနေတဲ့စတင်ထိုးဖောက်ဝင်ရောက်နေတာပြည်ပမာစစ်ကောင်စီကသူတို့ဆစ်ရှုံးတာကိုကာဘာလို့ချင်လို့လို့ကိုကျွန်တော်တို့ကျေးရွာနေပြည်သူတွေကိုအတင်းအဓမ္မဆန္ဒပြပွဲထောက်ခံပွဲတွေကိုတက်ရောက်ခိုင်းနေတာပဲဖြစ်ပါတယ်။ဒီကောင်တွေဘယ်လိုလုပ်လို့ပါနော်။ကျွန်တော်တို့ဘက်ကနေပြီးတော့မှပြည်သူတွေကိုဒီလိုမျိုးဆက်လက်ပြီးတော့မှချင်းချောက်ပြောဆိုနေဦးမယ်ဆိုတော့ အဆုံးစွန်ထိမြေလန်ရှာဖွေရှင်းပြရမှာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့စကိုင်းတိုင်းရေဦးမြို့မြောက်ပိုင်းရွှေပြည်သားရက်ွက်ဓမယုံရှေးမှာစစ်ဆေးလုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ drone နဲ့ဘုံချတိုက်ခိုက်ခံရပြီးတော့မှသုံးဦးတေဆုံးခဲ့တဲ့ဆိုတော့သတင်းကောင်းလေးပဲဖြစ်ပါတယ်။သူတို့ကဒီနေ့ရေဦးကုန်မြစ်7နှစ်ဆင်းမဲ့ဆိုတော့မြို့အဆက်မှာကင်းပုံးပုံစံစစ်ဆေးလုံးနေတော့ဘုံချလိုက်တာလုံချွေးရူရင်စစ်ဆေးလုံးနေကြတဲ့ဆိုပြီးမှရေဦးမြို့နဲ့ပွားကဖတ်တောင်ခါနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ drone နဲ့ဘုံချတိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးတေဆုံးပြီးတော့မှ နောက်ဦးတိုင်ရတာကိုမြေပြင်တရင်ဆောင်ကြည့်နေသူတွေဆီကနေတည်ရပြီးတော့မှဘုံချလို့ထိခိုက်တည်ဆုံးတဲ့သူတွေကိုလည်းလူနာတင်ရတွေနဲ့လာတင်သွားတယ်ဆိုပြီးတော့မှတဝန်ခံနေပြီးတော့မှပဲပြောဆိုသွားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပါနော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘယ်နေရာမှာပဲကင်းပုံချနေပါစေကျွန်တော်ဘက်ကနေပြီးတော့မှခုဆိုရင်ရှင်းလင်းမှုတွေစစ်တိုက်လှုပ်ဆောင်နေတာပြီးတော့မှကျွန်တော်မိဘပြည်သူတွေအတွက်တရင်ကောင်းများစွာကိုဒီနေ့ညမှာလဲကြားသိရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးနဲ့ကြားမှာကတော့ အခုဆိုရင်ကျတို့တော်လန်တပေါင်းစုတစ်ခုအနေနဲ့ပေါ့နော်နေပြည်တော်ထိဒီနေ့ထဲမှာပဲဝင်ရောက်တိုက်ခိုက်သွားနိုင်တဲ့ Super Bowl မှာကဘာပြက်36ချားနေတဲ့ကျော်မင်းမင်းကိုကိုစီကနေပြီးတော့မှဘယ်လိုမျိုးပြပြနေနဲ့ဆုံးမပြောဆိုထားလဲဆိုတာကျတို့စာကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ဟိုဒီကြားတဲ့ information ကိုခံမှန်းကြည့်ရတော့ကတော့ကြားပြင်းနေတဲ့အနေနဲ့ဒီနေပြီးတော့ချီတက်လာတာကိုလုပ်မယ်ဟိုရှမ်းမြောက်ပိုင်းလည်းဆင်းလာတာမျိုးဖြစ်မယ်ဟင်းစကိုင်းမကွေးရတဲ့ဒီလိုဝန်ဆောင်အောင်စကိုင်းမကွေးမရရဘဲကဝန်ဆောင်အောင်လည်းဖြစ်မယ်ဆိုတော့အကုန်လုံးမှာလည်းလာမယ်လေနော်တက်ဆောင်တာဖြစ်မယ်ဆိုတော့အဲ့လို စစ်မှန်ပေါင်းတော်နေပြီးနေပြီးတော့ဝင်ဆောင်တယ်လို့လို့ပို့ဟိုတစ်ချိန်တော့တစ်ဖက်ကပြောနေတယ်လမ်းအားလုံးနေပြီးတော့တုံ့ဆုံနေအာယူနေပြီးတော့ဝင်ဆောင်တယ်တုံ့ပွဲကတူတူကဝင်ဆောင်တာဒါမျိုးမူဝါဒရေးဆွဲနေတယ်လို့ကြားတယ်အဲ့တော့ပြောရရင်တော့ရှင်းမယ်နော်ဆုံးတို့ရဲ့ဒီအကြီးကသူစစ်ကနေပြီးတော့တဲတော့မယ်ဆိုတဲ့ပုံပါနေပြီးတော့သူစစ်ကတဲတော့မယ်ဆိုတဲ့နေမှာဟို MNDA DNL ရဲ့လိုက်မလာဘူးတောင်းတော့ပြေဦးလေတော့ဒီတော့နောက်ကျွန်တော်ဒီတောက်ထားပြီးတော့ထောက်တောက်ထောက်ထားပြီးတော့သူက ပီးရဲတွေဝင်ဆောင်လိုက်တာမျိုးပေါ့။ရှောင်းရည်လည်းပီးရဲတွေရှောင်းမှာနိုင်အောင်လည်းပီးရဲတွေနိုင်ပေါ့။ဒီသဘောမျိုးပေါ့။ဆိုတော့ရှုံးလို့ပီးရဲတွေတော်တော်သိမယ်ဆိုလို့တည်ပေါ့လား။သူတို့မျိုးမျိုးတည်ကြ။အဲတော့တော့လို့တယ်ပြုံးနေအောင်သူတင်ငါတို့ရပါပြီ။အဲ့တော့ဒီဘွဲမှာဓမ္မပီးရဲကနည်းများတာလည်းတက်ပေါ်နဲ့တိုက်ကြမယ်။တိုက်ကြလို့တည်။ပြုံးနေသည့်ရသွားပြီဆိုပြုံးနေရစစ်တက်ကြလို့လေဗျာ။စစ်တက်မြို့တော်လို့ပြောတယ်။ပြုံးနေတော့မှမင်းတို့ကကြနေပြီဆိုတော့နော် message ကိုအခုလေးကပေးထားပြီဆိုမင်းတို့ဘက်ကအင်အားပဲအနေထားတွေဖြစ်သွားပြီဆိုတော့အဲ့ဒါအဖြေပဲ။နော်မင်းတို့ရဲ့ စစ်တပ်မြို့တော်လို့ပြောတဲ့ပြည်ဦးလင်တော်အချိန်ကြီးကြာသွားနိုင်တယ်ဆိုတော့အရာကြီးကဒါကြီးကမင်းတို့ဘက်ကကြီးစတယ်ကွာစောင်းစားကြီးလေနော်အဲ့တော့တူမီလေးစခဲ့တဲ့ကောင်လေးဟမ်လေရင်နဲ့ပုံလိုက်ကျင်းတော့မနိုင်ကြဘူးလားဟမ်တူမီလေးစခဲ့တာလေအဲ့ဒီတူမီလေးပြစ်တဲ့အကောင်လေးကိုလေရင်နဲ့ပုံလိုက်ကျင်းနေတော့မနိုင်ကြဘူးပေါ့အားကြောက်နေတာကိုမပူနဲ့လမ်းများအလုံးနေပြီးတော့တော့တို့မဟုတ်ဘူးလမ်းများအလုံးကတနိုင်ကြတော့ပတ်ခွေမှာသိလားငါတို့ဒီတော်လိုင်းရဲ့နိုင်အောင်တိုက်မှာမနိုင်လို့မရဘူးအခုမင်းပြောသလိုဗါလဲစစ်တပ်နဲ့ PDF ဖြစ်တာအေး PDF မင်းတို့ဝေခံပြီနော် အခုမင်းပြောရတာကစစ်တပ်နဲ့ PDF ဖြစ်တယ်လို့ဝန်ခံပြီနော်အဲ့တော့ PDF ဆိုတာဘယ်ကလာတာလဲဖေရဖြစ်ပဲ PDF ဆိုတာဒီတော်နိုင်အာနာမတိတ်ခင် PDF တွေကပမာဏနေခဲ့တဲ့ဒူတွေလေဘဒူတွေလေသူ့လိုကိုယ့်လိုတာမန်ရက်ကွက်ထဲမှာနေတဲ့အရတပ်ပြည်သူအစစ်စစ်တွေဟုတ်တယ်နော်အဲ့တော့မင်းတို့မတရားပြုတ်ချင်ပြီးတော့တနတ်အားကိုနဲ့လူဘဝတိုင်းပြည်အာဏာကိုတိမ်းရတဲ့အချိန်မှာအဲ့ဒီပြည်သူတွေကရရလက်နဲ့စွဲကင်လိုက်တယ်။အဲ့တော့လက်နဲ့ကင်ထားတဲ့ပြည်သူကိုပြည်သူ့ကာကွယ်တပ်မတော် PDF တို့နာမည်ခေါ်လိုက်တာ။အဲ့တော့ PDF ဒီဒီသူပြည်သူဒီ PDF ဆိုတာကြိုက်တဲ့ကောင်လိုက်ရင်မှားရမှန်းအဲ့တော့မင်းတို့စစ်တပ်ဖြစ်နေတာဒီဒီကနေ့ဖြစ်နေတဲ့တိုက်ပွဲဒီတိုင်းနာ EO နဲ့ဖြစ်နေတဲ့တိုက်ပွဲမဟုတ်ဘူးလက်နက်ကိုင်တောင်းကျမ်းလူနဲ့ဖြစ်နေတဲ့တိုက်ပွဲမဟုတ်ဘူးဒီသူနဲ့အာနာတိန်းထားတဲ့စစ်တပ်နဲ့ဖြစ်နေတဲ့တိုက်ပွဲဆိုတာမင်းတို့ကိုယ်တိုင်ဝန်ခံသွားတာအဲ့ဒါအဖြေပဲအမှန်တရားကိုကြိုက်တယ်လို့ဖုံးဖုံးလို့မရဘူးမင်းတို့ပြောနေတဲ့ဇာတ်ကားတွေကိုလည်းမင်းတို့ဝန်ခံပြီးသားဖြစ်နေအပါဖြစ်လို့လေအမှန်တရားအမှန်တရားပဲလေဟမ်ညာတော့မရဘူးလိန်လို့မရဘူးဖုံးလို့မရဘူးကွယ်လို့မရဘူးဟုတ်တယ်နော်အဲ့တော့လက်ရှိဖြစ်နေတဲ့ပွဲဒီ မြန်မာပြည်သူလူထုနဲ့အာဏာသိမ်းထားတဲ့မင်းအောင်နိုင်စစ်တပ်ဖြစ်နေတဲ့ပွဲဒါမင်းတို့ကိုယ်တိုင်ပြောတယ်နော်ရှင်းရှင်းလေးပဲစပြောဒီကုန်းရင်ဗမာပြည်ရဲ့ဗမာလူမျိုးတွေဗမာတွေပေါ့အကုန်လုံးနေထိုင်တဲ့လူကြီးရောက်ကြမယ်အာဗမာလူမျိုးသမီးတွေလူမျိုးသမီးတွေဟုတ်ဗမာလူမျိုးတွေနေထိုင်ရကြတယ်ဆိုတော့ဗမာမတိလို့ရှိရင်လက်ရှိတော်လှန်ရေးဖြစ်နေဗမာတခုလည်းဖြစ်နေတယ်အော်ဗမာလည်းတွေးခေါ်လိုက်ပြီးရတော့ရတဲ့နေရာကပ်ခွဲတယ်နော်မီဒီယာပညာဆိုတော့အဲ့ဒါပဲမှတ်ထားရတယ် နော်ဒီကောင်လေးကမီဒီယာပညာမှာကောင်းတဲ့ပညာတော့မတတ်ဘူးတိုင်းပြည်အတွက်ကောင်းရကောင်းကြောင်းနိုင်ငံစည်းလုံးအောင်နိုင်ငံတိုးတက်အောင်မီဒီယာပညာနဲ့ဘယ်လိုလုပ်မယ်ဆိုတော့အဲ့ဒီအချင်းကိုကောင်းတဲ့ဘက်ချမ်းတော့မတတ်မိုင်းတဲ့ဘက်ချမ်းမှာဘယ်လိုရောက်မှာလဲမီဒီယာပညာနဲ့ဘယ်လိုဝါရဖြစ်ရမလဲဘယ်လိုကလေးကြီးလောက်ရမလဲဘယ်လိုဂျင်းလေးရမလဲဘယ်လိုတွေးခွဲရမလဲအဲ့ဒီပညာတွေကိုအရန်တတ်ဒီအောက်တန်းစားတွေဒါပဲတက်တာနော်ဒီကောင်လေးကတော့မွေးခဲ့တဲ့မိဒီတွေကိုလည်းလေတခါတဲ့စားဖြူပြီးတော့ဗလတ်နဲ့တတ်ပြီးလဲချင်တယ်ဟမ်ဘယ်လိုတက်ပြီးသုံးတဲ့အောက်တန်းစားကောင်တွေကိုမွေးထုတ်ခဲ့တဲ့အရာကိုနော်တကယ်ပဲဟုတ်ကြလား ်များလာပြီဗမာမျိုးသားလူငယ်တွေယော့ပါတယ်အင်္ဂလန်ယော့လာမှာဆိုတော့ဗမာမျိုးသားလူငယ်ယော့ဆိုလက်ရှိ video ထဲမှာတိုက်နေကြတဲ့အားလုံးကဗမာတွေပဲလားဟုတ်တယ်နော်တိုက်တဲ့လူမျိုးပေါင်းစုံတိုက်နေကြတယ်ဗာကြည့် video ထဲမှာဟမ်ဗမာတွေကအညာမှာပဲရှိတယ်လေဟမ်အခြားနယ်တွေမှာသူ့လူမျိုးတွေသူ့တက်ဆိုင်ရလူတွေအကောင်လုံးပါပြီးတော့ပြည်သူနဲ့ဖြစ်နေတာလေဟမ်ဗာမတိအခြားလူမျိုးတွေမပါလာအောင်ဒါလေးကွဲလိုက်တယ်ပေါ့ အဲမင်းတို့လိုချင်တာမင်းတို့လိုချင်တာကိုငါပုံဝင်လင်ပြောပေးမယ်ကွာဒီကခဏနေမင်းအမေလင်းကမင်းအောင်နိုင်ရစပြီးတော့မင်းတို့အဲ့ဒီဘက်ပွဲမျိုးတအောင်တစ်ချမ်းလုံးလိုချင်တဲ့အရာဒီငါပြောပေးမယ်ပြည်သူတိအောင်လို့ဓမ္မမိဘပြည်သူများခင်ဗျာကျွန်တော်တို့စစ်ကောင်စီဘက်ကလိုချင်တာဒီတိုင်းသား EOS တွေနဲ့လိုက်ပြီးတော့အပြစ်ရက်ပြီးတော့စကားပြောနိုင်ရမယ်အဲ့ဒီချိန်တိုင်းသား EOS တွေကအဲ့ဒီဒေါ်လာရေးမှာမပါတော့ဘဲညှိလိုက်မယ်အဲ့ဒါဆိုရင်ဒီမြေပြတ်မှာရှိတဲ့နော်သူတို့ပြောတယ်လို့ပေါ့ဗမာပြည်ပြည်ရခိုင်ပြည်ကရင်ပြည်ပုံပြည်ပြည်အဲ့ဒီမြေပြတ်မှာရှိတဲ့တော်လိုင်းအင်အားစုတွေအားလုံးကို တဏ္ဍာရီကံလုံးရှိတဲ့လေရင်ဆက်လက်နဲ့ကြီးအစုံအကုန်လုံးကိုတုံးပြီးတော့အမှုတ်ချင်းပြစ်မယ်။မြင်းကြီးကြိုင်ကျွန်တော်တို့တော်ပါပြီ။ပြီးမှတိုင်းနာအီယာဝတ်စင်နဲ့တဖွဲ့ချင်းပြန်ပြီးတော့စစ်တိုင်တိုင်းပြန်ကစားမယ်။ဟုတ်လားမင်းတို့လိုချင်တာအဲ့ဒါမလား။ဟဲ့။ဒါတော့ဒီကောင်တွေရတော့နော်။ဒီလူတွေလက်ခံလိုက်တာအဲ့ဒါဆို။တိလာဒီလူတွေလက်မခံရင်တော့မင်းတို့ပြန်ခံပြီးတော့နော်။ကျေးဇူးတင်။ဟုတ်လားမင်းတို့လိုချင်တာအဲ့ဒါ။မင်းအောင်နိုင်တဲ့အဲ့ဒါအရန်လိုချင်တာဒါကြောင့်မလို့တရုတ်ကိုတော့အားကိုလိုက်လုပ်ပါအမန်တီကိုပြောပြပါမပြစ်ပါနဲ့လို့ပြောပြပါပြာ။ထိုင်ရှိခုဆိုရှိခိုးပါမထင်ခံဆိုခံမှမယ်ဆိုပြီးတော့ဟုတ်လားတရုတ်ကိုသွားပြီးတော့ပြောရတယ်။ เนาะအဲ့တော့တယောက်ကပြောပြီးတော့ MND ရဲ့မပြစ်တော့ဘူးဟာဘုန်းဆောင်ကြည့်ဘူးလားဟုတ်လားအဲ့လိုလုံးချင်းတာမလားတိတယ်လေတနိုင်ငံတော့တိနေတာငါတိုင်းမဟုတ်ဘူးအဲ့ဒါနိုင်ငံရေးသမားတွေမှတိတာမဟုတ်တော့တာမန်ငါတို့လိုတာမန်ပြည်သူတွေတော့တိတယ်မင်းတို့စောက်ကြည့်နေဒါပေမဲ့လို့ပါလို့ပါအိမ်မက်မက်မနေတယ်မရတော့ဘူးเนาะမရတော့ဘူးမင်းပြောတဲ့ PDF အင်အားစုတောင်းချီတိတ်ချီဆိုတာနေပြီးတော့တခုလည်းမဟုတ်ဘူးလက်ရှိမင်းတို့ဘက်ကကောင်တင်ငန်းเนาะ AR တိုင်းတွေကိုဝင်တိုက်နေတဲ့ A ရဲ့ထိုးစစ်ကိုအဲ့မှာပါတဲ့စစ်သားတွေကဟိုရက်ကတင်ငန်းမင်းတို့တွေ့တယ်မလား PDF တွေအင်အားအလုံးရင်းတဲ့နော်အားလုံးကစီရအရေးချင်းပြည့်ဝနေတကက်စနစ်ကြောင့်ထုတ်ရှားတာအေးတော့တိတ်မပါဘူးဆိုတော့မင်းတို့ကိုယ်တိုင်ထုတ်ပြောထားတာတွေ့တယ်မှာအဲ့ဒီလို PDF အင်အားတွေအများကြီးရှိသေးတယ်တနိုင်ငံတော့ကြိတ်ပါနော်အချိန်တိုင်းကတခုကိုနိုးနေတယ်လို့ဒါကြောင့်မလို့မင်းတို့တွေအတက်ကိုမနှညောဘူးဆိုတော့တိုက်တယ်လို့လို့ကိုစီပြောတာရဲ့အယောင်အားရဖို့ကောင်းတယ်နော်ကျွန်တော်တို့ခုစဉ်ပူပေါင်းတပ်ဖို့ဝင်နေပြီတော်ထိတက်ရောက်နိုင်မယ်ဆိုတဲ့အကြောင်းကိုလည်းဒီဘောမကျော်မင်းမင်းကနေပြောမှာဝင်ကပြောဆိုထားတာမို့လို့ မကြိုက်ခင်မှာတော့ကျွန်တော်တို့ net edit ပို့ပြီးမကောင်းမှလည်းပေါ့နော်စေးတရင်တွေကိုတွေ့ရဖို့ရှိတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖို့အနေနဲ့ဒီလိုမျိုးအောက်ကနေပြီးတော့မှမြောက်ပင်ကော်ထိုးတွေလုပ်ပြီးတော့မှပေါ့နော်စစ်ခွေးတွေကိုထိုးကျွေးခံစစ်နေနဲ့အသေးခံတိုက်ခိုက်နေမဲ့စာပြည်သူဘက်ကလည်းများဆုံးကုပြောင်ဖို့ကိုလှုပ်တင်နေတာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့2025ခုနှစ်ထဲမှာနေပြည်တော်ထိကျွန်တော်တို့ဘက်ကနေပြီးတော့မှတိတ်မဲ့ဆိုတဲ့ပေါ့နော်သူတို့ဘက်ကနေပြတော့ယုံကြည်မှုတွေကိုလည်းကျွန်တော်ခုဆိုရင်တွေ့နေရတာမလို့ဒါကစစ်ခွေးတိုက်အခုဆိုရင်ဆက်ရှုံးနေပြီဆိုတာကျွန်တော်ရေရေကြီးပြောလို့ရနေတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနေပေါ့နော်ဒီဖလားမျိုးတင်းတက်ပွဲကစစ်ကောင်စီရဲ့ခါလာယာ268ကဒူဘုံမှုတည်ဆုံသွားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်တိုက်ပွဲတွေပြင်းထန်နေတဲ့ဖလားမျိုးကနောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့အမှတ်268ခြေလင်းတရင်ကတရင်မှုဒုတိယဘုံမှုကြီးဝေလင်းထွန်းဟာတိုက်ပွဲအတွင်တည်ဆုံသွားတယ်လို့သိရပါတယ်ဖလားမျိုးရဲ့နောက်ဆုံးလက်ကျန်စခန်းမကြာရေးအတွက်ခါလာယာ268ထံကိုစစ်ကူတွေပို့ခဲ့ပေးမယ်စစ်ကူတွေရောက်ပြီးနောက်တရက် မလ18ရက်နေ့မှာပဲတည်ရင်မူဒုတိယဗိုလ်မှူးကြီးဝေလင်ထွန်းသိမ်းဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဟုတ်ပါရောနော်။ဟလမြို့ကိုစစ်ကူရောက်လာတဲ့တပ်ဟာတည်ရင်မူဒုတိယဗိုလ်မှူးကြီးမင်းခတ်အောင်ဦးစီးတဲ့တပ်မ89ကုကဲမှုအောက်ကရတခမရ391ဖြစ်ကြောင်းသိရပါတယ်။ရတခမရ391ကိုအင်းတော်ဘက်ကစစ်ကူပို့ဖို့အစီအစဉ်ထားပေမဲ့ဖလန်းမျိုးကြမှာဆိုတာကြောင့်စစ်ကူလွတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။တိတ်ဆုံးသွားသူခလာရ268တည်ရင်မူ ဒုတိယဗိုလ်မှူးကြီးဝေလင်းထွန်းဟာစစ်တပ်ကတော့အပတ်စဉ်46ကျောင်းစီမဲဖြစ်ပါတယ်ရှင်။ခုဒီမှာကျွန်တော်တို့ကြားတဲ့အတိုင်းပဲပေါ့နော်။အရင်ကလည်းမြေဘပြည်သူတွေကြားပြီးပြီဆိုတော့ကျွန်တော်တို့ဒီမှာအချင်းချင်းပြောရမယ်ဆိုတော့ဖလန်ပြည်သူတပ်ဖွဲ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြီးပိုင်းအားဆောက်လို့တည်ဆုံမှုတွေစစ်တပ်ဖြစ်ပေါ်နေတယ်ဆိုတာကျွန်တော်တို့တွေ့ရတဲ့ပဲဖြစ်ပါတယ်။မကြာခင်မှာတော့ဒီတဲ့ပူပြမပေါ့နော်။ကျွန်တော်တို့ကလည်းပြည်မစစ်ကောင်စီရရှိတွေကိုဒီမျိုးစားဖြစ်ပြောင်းလဲပြေးနေတာတွေပြီးတော့မှမြို့ကိုပေါ့နော်အလုံးစုံထိချွတ်နိုင်တာမျိုးတွေရှိကောင်းရှိလာနိုင်တော့မှာပဲဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခုချိန်မှာ အတိတ်တရားလေးတွေရရှိပြီးတော့မှပြည်သူဘက်ကိုအလေးမြတ်ဆုံးကုပြောင်းတင်းနေပြီဆိုတဲ့အကြောင်းဒီနေရာကနေတခါတလဲလဲပြောလိုပါတယ်။ကြည့်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနေပေါ့နော်။ဒီအရင်ငရဲ့ကကျွန်တော်တို့ညောင်ဦးမျိုးနဲ့ငတယောက်မျိုးနဲ့ခွဲကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စစ်စစ်ကြောင်းတစ်ခုလုံးလောက်ပြောထက်တော့တိုက်ထုတ်နိုင်ခဲ့တဲ့ဘဂန်ဘလူးအဖွဲ့ကနေပြီးတော့မှခေါင်းဆောင်ဖြစ်တယ်ပေါ့နော်။ကိုစည်းကနေအခုဆိုရင်ကျွန်တော်တို့တော်လိုင်းရဲ့ဘဲချင်နေတိရောက်နေပြီလဲဆိုတာကိုတုံ့သက်ပြောဆိုထားရလေးပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ ဘယ်တော့ဆုံးသက်မယ်ဆိုတော့အဓိကကျွန်တော်တို့တော်လိုင်းရဲဘော်တွေအကုန်လုံးစီစီလုံးလုံးဖြစ်တဲ့အချင်းပေါ့ဗျာအခုကကျွန်တော်တို့တော်လိုင်းရဲဘော်တွေကနည်းနည်းလေးအချိုးဟာလေးကြာနည်းနည်းလေးเนาะခက်ခဲလေးရှိရအောင်တရားနည်းတရားအစင်ပြားလေးပါလေးရှိရအောင်เนาะကျွန်တော်တို့တော်လိုင်းရဲ့အများဆုံးပြဖို့အတွက်ကကျွန်တော်တို့တော်လိုင်းသမားရေမကဘူးဗျာဟိုပြည်သူလေးကျွန်တော်တို့တော်လိုင်းသမားချင်းချင်းစီလုံးရမယ်ပြည်သူလေးကျွန်တော်တို့တော်လိုင်းသမားရေနဲ့တသွေးရတသားရစီလုံးရမယ်အကုန်လုံးစီလုံးတဲ့အချင်းဆိုရင်မြန်မြန်စီလုံးတာလေကျွန်တော်တို့တော်လိုင်းရေမြန်မြန်ပြည်ပဲဗျာအခုလို့ကိုမထီမနာရဲ့လူတွေရှိနေတဲ့တော်လိုင်းကြီးကတော့အနေငယ်ကြာနေဦးမှာပဲဗျာအကုန်လုံးစီလုံးမယ်ဆို နိုင်ငံလုံးသာစီလုံးမယ်ဆိုတော့တော်လိုင်းရအောင်မနေ့ဖန်လေးပြီးချင်းပြီးသွားနိုင်ပြီအဓိကကျွန်တော်တို့ကစီလုံးမှုကအဓိကပဲဗျကဲအမှန်တိုင်းတွင်ဗျဒီလေချောင်းတက်ခဲ့မှုရဒီကျွန်တော်တို့ဘာပြည်သူကကွယ်တက်တီကိုထိကြိုက်တာကနည်းတယ်ဗျမဆိုင်တဲ့ပြည်သူတွေပေါ့နော်အများသောအားဖြင့်တော့အသက်ယူရွယ်ဦးလူငယ်တွေကလေးငယ်တွေဒါဆိုရင်ဘာမှအပြည့်မရှိတဲ့ကလေးပေါ့နော်ဒီလိုကြီးရုံနေကြဒါဆိုရင်တကယ်တမ်းဆိုတော့တော်တော်လေးကိုရုပ်ပါရက်စက်တာပေါ့နော်ကျွန်တော်တို့ကဒီယောက်ျားချင်းစစ်တိုက်နေရဖြစ်တဲ့အတွက်ယောက်ျားလိုပဲတိုက်တာပို့ကောင်းတယ်ဗျဟိုယောက်ျားချင်းဝင်းဟင်မသုံးမဲ့နဲ့မြေပြင်မှာကျွန်တော်ယောက်ျားချင်းချင်းကတော့အခြေပြေးကျွန်တော်စိန်ခေါ်ရဗျကျွန်တော်တို့ တွန်းမှုညာရည်လာခဲ့အချင်းကြီးရဲ့လေရင်မသုံးနဲ့ဗျာကျွန်တော်မြေပြင်ကတော့ကြက်ကြက်ချင်းလာကျွန်တော်အနေနဲ့ကဒီစစ်ကောင်စီကိုအဓိကပြောချင်တယ်ဗျာတော့ယောက်ျားချင်းတိုက်တာဖြစ်တဲ့အတွက်ကျွန်တော်မြေပြင်ချင်းချင်းပဲကောင်းတယ်ဗျာဝေရင်ကြီးမသုံးရင်တော့ကောင်းလို့ပေါ့နော်ဝေရင်ကြီးသုံးတော့လေအဓိကခံရတာပြည်သူတွေဗျာအားကြောင့်မို့လားအဓိကကျွန်တော်ဒီပြည့်စုံပြည့်စင်တာကတော့ပြည်သူတွေအနေနဲ့လက်ဒီတော်လိုင်းရေးသမားတွေနဲ့အတူတော့စီးလုံးလုံးတော်လိုင်းရေးကိုအမြန်ဆုံးပြီးအောင်တော့တက်နိုင်ခဲ့ဘက်ကကူညီပေးကြပါလို့ကျွန်တော်အဓိကပြောချင်ပါတယ်ဗျာဒီဒီတော်လိုင်းရေးအဖွဲ့အစည်းတွေနဲ့အနေနဲ့လက်တစ်ဖွဲ့နဲ့တစ်ဖွဲ့နော်ဟာဟိုပါပေါ့အစီအပြေနဲ့တော်လိုင်းရေးကိုစီးစီးလုံးလုံးနဲ့ သွားမယ်ဆိုရင်ဒီလိုတော်လိုင်းရမကြခင်မှာအောင်မြင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ကယုံကြည်ပါဗျအဓိကတော့ပြည်သူရောကျွန်တော်ရဲဘော်ရောတော်လိုင်းသမားရောအားလုံးစီးလုံးမယ်ဆိုရင်တော့တော်လိုင်းရအမြန်ဆုံးပြီးမှာပါဗျဒီမှာကိုစီးပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းမှာတော့ပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီးစီးလုံးလုံးနဲ့တိုက်ထုတ်မယ်ဆိုတော့မြောက်လိုင်းတို့အုပ်စုကဆိုရင်မကြခင်မှာပဲပြုတ်ထွက်သွားနေတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးစုကစီးလုံးညီရဆောင်နဲ့ပူပေါင်းပေါင်းချဖို့အခုဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်တော်လိုင်းရနောက်ဆုံးပိုင်းရောရှိနေတဲ့အချိန်မှာပဲဒီစကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုံမှမှုတွေကကန့်ကွက်မိုက်နေတာမို့လို့ကျွန်တော်တို့ဘက်ကနေပြောတော့မှ စူးစိညာစွာနဲ့တိုက်ထုတ်ရမယ်ဆိုတဲ့အကြောင်းလဲရဲဘော်တွေကနေပြီးတော့မှအထူးသဘောပြောဆိုလာကြတော့တွေ့ရပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေတာပါနော်။ရန်ကုန်တိုင်းစစ်ဌာန PDF ကရဲဘော်ဗီလိန်ကနေပြီးတော့မှကျွန်တော်တို့ဒီစုံမသွားပြီဖြစ်တဲ့ပေါ့နော်။ကျွန်တော်တို့ရဲ့ပြည်သူ့အချစ်တော် ကိုရီမွန်သာအခုချိန်ထိအသက်ဆက်ရှင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီတော်လိုင်းမှာဘယ်လောက်ထိအထောက်အကူဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသူ့အမြင်ကိုပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပေါ့နော်ဒီဗီဒီယိုကဟောင်းချင်လဲဟောင်းနိုင်တယ်ဒါပေမဲ့မြေပပီတူတွေအတွက် run support ဖြစ်လို့ကျွန်တော်ဒီနေ့ကနေတင်ဆက်ပေးတာဖြစ်ပါတယ်။ကျွန်တော်အားလုံးအထူးသဖြင့်ကြည့်လိုက်ရအောင်နော်။တတိယပါတတိယဆိုတော့လည်းအဓိကကတော့ဒီတော်လိုင်းရေးကိုကျွန်တော်တို့ဟိုမောင်းနေနေကျွန်တော်ရဲ့စိတ်အခြေအနေအကုန်လုံးကပေါ့နော်ဒီကိုရီမွန်ပေးလိုက်ရတယ်ပါတယ်။ပြီးတော့ဒီကာလာတွေမှာဒီလောက်ထိ ပြောတဲ့တောင်းထဲမှာလေကျွန်တော်စိတ်တက်နေကြရတယ်ဒါပေမဲ့စိတ်မပြတ်ဘူးစိတ်မလျော့သွားဘူးနော်ဒါကြောင့်ဆက်နေနိုင်တာလဲဆိုရင်ပေါ့သူကကျွန်တော်တို့ကိုရီမွန်ကကျွန်တော်တို့ဆက်ဆံနေတယ်ယူရီကိုဘယ်လိုဆက်ဆံရမလဲဆက်ဆံပုံမျိုးသူကကိုယ်တိုင်လည်းဆက်ဆံနေဆိုတင်လဲတင်ပြတင်ကြပေးသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တောထဲမှာခုကျွန်တော်ရဲ့ရဲဘော်ရဲတပ်တင်ကျွန်တော်ရဲ့တိရဲ့မိတ်ဆွေတွေကျွန်တော်ဒီကာလတွေမှာဆက်ဆံနေပုံစံမျိုးကသူလူတွေကိုဆက်ဆံနေပုံစံမျိုးပဲကျွန်တော်လိုက်ဆက်ဆံတော့ဟိုဘယ်လိုပြောရမလဲ လူသားရမ်းဆန်ပြီးကိုကြီးစားတရားရှိရဲ့သူတရားရဲ့ဆက်ဆံမှုမျိုးနဲ့ဆက်ဆံတော့ဗျာရောက်နေရမှာအဆင်ပြေတယ်နေနိုင်တယ်ဟိုကြောက်ရှင်နေပေါ့နော်ဆိုတော့ဒီရဲဘော်နေဟိုသူ့ကြောင့်တာပေါ့နော်ကျွန်တော်တို့ကတီလို့နေနိုင်တာဆိုတဲ့အကြောင်းကိုပြောချင်တယ်အဲနောက်တစ်ခုကကြတော့သူသာဆက်ရှိနေဦးမယ်ဆိုရင်သူသာဆက်ရှိနေဦးမယ်ဆိုရင်တေကြတာကတော့ဟိုသူဒီတော်လန်ရေးမျိုးစင်မှာသူကရှောင်ဖယ်သွားမဲ့သူမျိုးမဟုတ်ဘူးမဟုတ်ဒါပေမဲ့ဒီလိုမျိုး၄နှစ်တာကြာလာ ကာလကြာတဲ့အချိန်မျိုးတော့သူတနေရမှာတော့ရှိောက်ရှိလိမ့်မယ်သူပိုလုံးနိုင်တယ်သူသူသူ့ရည်ချင်းနဲ့သူပိုလုံးနိုင်တယ်ဒီ position တစ်ခုမှသူနေပြီးတော့နေရာတစ်ခုမှသူနေပြီးလုံနေလိမ့်မယ်အဲ့ဒါတေးကြတယ်နောက်တစ်ခုကဘာလဲဆိုရင်ဟိုတချင်းနဲ့သူ့ရဲ့ attitude ပေါ့နော်တချင်းနဲ့သူ့ရဲ့လှုပ်ဆောင်ချက်နဲ့တူညီတဲ့အဲ့လိုမျိုး artist တယောက်ရဲ့ဒီခွန်အားပြုရတဲ့တချင်းတွေကိုကျွန်တော်တို့တော်လိုင်းရဲပေါ့ရဲပတ်တွေရောသူ့ရဲ့ fan တွေကိုကျွန်တော်အခုချိန်မှာတူတာရှိနေမယ်ဆိုအဲ့လိုမျိုးကိုကျင်းစာတရားပြုရနေတဲ့ဟို တချင်းအစ်တစ်တွေကိုကျွန်တော်တို့အများကြီးနားထောင်ရနိုင်မှာကြာတကယ်ဆိုသူကတကယ်ရှိနေတယ်ဒီတော်ရဲတောင်ထဲမှာလည်းကျွန်တော်တို့ရဲဘော်တွေပြောလာဆိုးရတချင်းတွေအများကြီးတက်ရှိနေတယ်လို့ဖြစ်လို့မျိုးအားတွေလည်းဟိုရှိနေကြအောင်ပဲပေါ့နော်ဆိုတော့အပြောနဲ့အလုံးနဲ့အပြောနဲ့အလုံးနဲ့အမှုပညာနဲ့ထပ်တူရတဲ့အဲလူတယောက်ဆုံးရှုံးသွားရပေါ့နော်အဲအဲ့ဒါကိုပြောချင်တယ်သူနဲ့အမတ်တရအချို့ကတော့ဆိုတော့အများကြီးအများကြီးရှိတာပေါ့နော်အများကြီးအများကြီးရှိရဲဆိုတော့အဲ့လိုမျိုးဟိုဟိုဟိုတော်လိုက်ရမှာဟုတ်လားမောင်းမောင်းနေနေအဲ့လိုကျွန်တော် ဟိုစိတ်ကနေကြေးကြီးဖြစ်တာကဟိုအမှတ်တရချို့ကတော့သူကဟိုတကယ် emotion နဲ့အစ်စ်နေပါတော့သူအဲ့လိုမျိုးကျွန်တော်ပြောဘူးလားရှိတယ်ကားပေါ်မှာလည်းလှုပ်ဖက်ပြီးတော့ဟိုတားကြီးရတယ်မင်းဘယ်တော့မှငါ့ဘောတစ္ဆာမဖောက်ပါနဲ့ပေါ့နော်ငါငါငါတင်ရင်းနေစောင်းအချစ်တာပေါ့ဆိုတော့ငါ့ဘောဘယ်တော့မှတစ္ဆာမဖောက်နဲ့သူပြောဘူးလေဆိုတော့ဘယ်တော့မှတစ္ဆာမဖောက်ဒါပေမဲ့အဲ့လိုမျိုး तू ဆုံးသွားတဲ့အချိန်ကြီးမှာအဘောဓာတွေကိုရမ်းချစ်တဲ့ကိုလေးကက तू ဆုံးသွားတဲ့အချိန်မှာသူ့ရဲ့အချစ်ဆုံးဘောဓာတွေကသူ့ဘီနာမှာတယောက်မှရှိမနေဘူးဆိုတော့ ဟိုအဲ့ပုံမှာတော့ GD ဖြစ်တယ်ပြီးတော့အဲ့ဇကာကလည်းကျွန်တော်တို့သူဆုံးသွားပြီးရဲ့နောက်ပိုင်းမှာအမှတ်ရဆုံးဖြစ်နေတဲ့ဇကာဖြစ်နေပါတော့ခုဒီမှာကျွန်တော်တို့ပေါ့နော်ရေဘော်ဗီလင်ပြောသလိုပဲကိုရီမော်ဆိုရင်ဂီတာဘက်မှာရောကျွန်တော်တို့ တော်လိုင်းရေပေါ်တွင်ပေါ်မှာပါသူကနေပြီးတော့မှ inspire အများကြီးလို့ပေးခဲ့တာကိုတွေ့ရပဲဖြစ်ပါတယ်ကျွန်တော်ခုတော်လိုင်းမှာတာပါနော်သူရှိနေဦးမယ်ဆိုတော့ကျွန်တော်ဒီတော်လိုင်းမှာလည်းတကယ့်ကိုအထောက်အကူဖြစ်စင်မှာဖြစ်ပြီးတော့မှကျွန်တော်ရဲဘော်တွေနဲ့သူရှစ်ဆက်ပြီးတော့မှခွန်အားတွေဖြစ်တင်နေမှာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောအခုဆိုရင်ပေါ့နော်သူလည်းငင်းချမ်းတဲ့တနေရာကနေပြီးတော့မှကျွန်တော်ဒီတော်လိုင်းမှာဆက်လက်ပူပေါင်းပေါ်နေတာကိုပဲကျွန်တော်ကနေပြီးတော့မှကျေးဇူးတင်ရမှာဖြစ်ပြီးတော့မှအခုဆိုရင်ကျွန်တော်ပေါ့နော်ကြာဆုံးသွားတဲ့ဂရီမိုပါဝင်ဂျန်နဲ့ရဲဘော်တွေကနေပြီးတော့မှလည်းဒီတော်လိုင်းအောင်မြင်ဖို့ကို လိုချင်နေကြမှာမလို့ပြီးသူတရားလုံးနေနဲ့ပေါ့နော်ဒီထက်ပိုပြီးတော့ပူပေါင်းပေါင်းလိုက်မယ်ဆိုတော့ဖြစ်ကျွန်တော်တို့မှကြခင်မှာတော့အောင်မြင်မှုတွေတတိကြီးရရှိတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးသူတကွာဒီစီလုံးညာဆောင်နေပေါ့နော်စီမပြားမရောပဲနဲ့ရှေ့ကိုခြေသေးကြပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြည့်စုံပြီးတော့မှတရားရေးချမ်းတဲ့ညလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်